အာဆီယံရဲ့စစ်မြေပြင်ထိုင်းကမ္ဘောဒီးယားပြည်ပခဒေသခံကိုညီတို့ဆွဲခေါ်ဆောင်သွားမည်နီထိုင်းနိုင်ငံကထုတ်ပြန်လိုက်တဲ့တီးခတ်နိုင်စွာကုံဆုံးပြီဆိုတဲ့ကြေညာချက်နဲ့ဝန်ကြီးချုပ်အနုထင်ရဲ့ကမ္ဘောဒီးယားကိုအာကုံနဲ့အထိတက်ခိုက်ဖို့စစ်တပ်ကိုမီးစိမ်းပြတ်လိုက်ခြင်းဟာအရှိတောင်အာရှဒေသတစ်ခုလုံးကိုလှုပ်ခတ်သွားစေခဲ့ပါတယ်နှစ်နိုင်ငံအကြား တဲမှမှုတွေမကြာခဏဖြစ်ပွားခဲ့ပေမဲ့ယခုဒီကြိမ်ဟာတရမန်ရေးထက်စစ်ရေးကိုပြက်ပြက်တာတာရွေးချယ်လိုက်တာ ဖြစ်ပါတယ်။ဒါဟာဒေသတွင် နိုင်ငံရေးစီးပွားရေးနဲ့လုံခြုံရေးအတွက်အလွန်စိုးရိမ်ပွဲရအခြေအနေကိုရောက်ရှိလာစေပါတယ်။ နိုင်ငံရေးဆုံးဖြတ်ချက်ရဲ့စည်းမျဉ်းနဲ့အကျိုးဆက်များပမိုင်းကြောင်းအရာရှိကြခဲ့တဲ့နေနမိတ်အငင်းပွားမှုတွေအထူးသဖြင့်ဖရာရီဟာရလိုနေရာတွေကစတင်ခဲ့တဲ့တင်းမာမှုတွေဟာနှစ်နိုင်ငံစလုံးရဲ့အမျိုးသားရေးစိတ်ဓာတ်နဲ့ဆက်နွယ်နေပါတယ်ကမ္ဘောဒီးယားဘက်ကဒီဇင်ဘာ၈ရက်နေ့မှာစတင်ခဲ့တဲ့ဆိုတဲ့လက်နက်ကင်တက်ခိုင်မှုဒုတိယအကြိမ်မြောက်တိုက်ပွဲဟာထိုင်းရဲ့အမျိုးသားဂုံတိုက်ခါထိခိုက်မှုလို့ယူဆဆစ်ခဲ့ပြီးပြင်းထန်တဲ့တုတ်ပြန်မှုကို လိုအပ်စေခဲ့တာပါ။ဖိုင်းဝင်ကြီးချုပ်အနုတေဟာပြည်သူလူထုကိုကာကွယ်ဖို့ကိုပဲအာရုံစိုက်မယ်လို့ကြေညာခြင်းဟာနိုင်ငံရေးအရာအရေးပါတဲ့ရည်တည်ချက် ဖြစ်ပါတယ်။ဒါပေမဲ့ကသေးပါဘူး။ဖိုင်းစတက်ရဲ့ကြေညာချက်မှာလည်းတိုက်ပွဲဝင်ဖို့အပြည့်အဝအသင့်ပြင်ဆင်ထားကြောင်းဖော်ပြခြင်းဟာစစ်တပ်ရဲ့စွမ်းရည်နဲ့ဆုံးဖြတ်ချက်ကို ပြသလိုက်တာပါ။ကမ္ဘောဒီးယားကလက်နက်ကြီးတွေအသုံးပြုမယ်ဆိုရင်အင်အားပြည့်တုတ်ပြန်မယ်ဆိုတဲ့တတိပေးချက်ဟာစေယပရိပခါကို ပုံမပြင်းထန်စေမဲ့အချက်ဖြစ်ပါတယ်။ခိုင်းစစ်တပ်ဟာဒေသတွေမှာခင်မီအင်အားကြီးတဲ့စစ်တပ်တစ်ခုဖြစ်ပြီးဒီစစ်ပွဲဟာ ကမ္ဘောဒီးယားအတွက်တော့ကြီးမားတဲ့စင်ခေါ်မှု ဖြစ်လာနိုင်ပါတယ်။ဒေသတွေနဲ့နိုင်ငံတကာရဲ့တုံ့ပြန်မှုမျှော်မှန်းချက်များ ဒီပြိပခဟာဒေတာတွေနဲ့ကဘာလုံးဆိုင်ရာအဖွဲ့အစည်းတွေအတော့ကြီးမားတဲ့စံသက်ချက်တစ်ခုဖြစ်ပါတယ်ပထမဆုံးအနေနဲ့အာဆီယံရဲ့စီးလုံးညီညွတ်မှုပြိုကွဲတော်မလားဆိုတဲ့မေးခွန်းတွေထွက်ပေါ်လာပါတယ်အာဆီယံအဖွဲ့ဆိုတာကသဘောထားကွဲလွဲမှုတွေကိုငြိမ်းချမ်းစွာဖြေရှင်းဖို့နဲ့ဒေတာတွင်တည်ငြိမ်ရေးမှုတွေကို အခြေခံထားတာဖြစ်ပါတယ်အခုလိုအာဆီယံရဲ့အဖွဲ့ဝင်နိုင်ငံအကြား ပွင့်လင်းတဲ့စစ်ပွဲဖြစ်ပွားခြင်းဟာအာဆီယံရဲ့ယုံကြည်ကိုးစားနိုင်မှုကိုထိခိုက်စေပြီးအဖွဲ့ကိုဖက်ချန်းကွယ်စီနိုင်ပါတယ်။အာဆီယံတပါပတိဥက္ကဋ္ဌနိုင်ငံကမေတ္တာရက်ခံချဒါမှမဟုတ်ကြားဝယ်ညှိနှိုင်းမှုတွေကိုချက်ချင်းလှုံ့ဆော်ဖို့ဖိအားတွေညလာပါမယ်။ဒါပေမဲ့ထိုင်းနိုင်ငံရဲ့ပြတ်သားတဲ့ရည်တည်ချက်တွေကဖြန့်ဖြေးလုပ်ငန်းစဉ်တွေအတွက်အလွန်ခက်ခဲနိုင်ပါတယ်။အာဆီယံရဲ့တမိုင်းမှာ ယခုလိုစည်တဲမှမူဟာအဖွဲရဲ့ငင်းကြမ်းစွာအတူရှင်တွဲနေထိုင်မှုတွေကိုထိခိုက်စေတဲ့မှတ်တိုင်တစ်ခု ဖြစ်လာစေပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားအကြားကြီးမားတဲ့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေမယ်ဆိုရင်ကုလသမဂ္ဂလုံခြုံရေးကောင်စီ UNSC ကစစ်ပွဲရစဲဖို့တောင်းဆိုမှုကိုထုတ်ပြန်ဖို့ကြိုးပမ်းလာနိုင်ပါတယ်။ဒီဖြစ်စဉ်မှာတရုတ်နဲ့အမေရိကန်ရဲ့ဘလို့ပုံစံမျိုးနဲ့ဂိုင်တွင်မလဲဆိုတဲ့အချက်ကလည်းစိတ်ဝင်စားစရာကောင်းပါတယ်။ကမ္ဘောဒီးယားဟာတရုတ်နိုင်ငံနဲ့နီးကပ်တဲ့ဆက်ဆံရေးရှိပြီး ထိုင်းဟာလည်းအမေရိကန်ရဲ့မဟာမိတ်ဖြစ်ပါတယ်။အင်အားကြီးနိုင်ငံတွေဟာ၎င်းတို့ရဲ့ဒေသပင်အကျိုးစီးပွားတွေတိုက်ခိုက်မှုမရှိစေဖို့အတွက်တရိတ်ထားပြီးတပ်တမန်နီးလန့်နဲ့ဖိအားပေးမှုတွေကို နောက်ွယ်ကနေပြုလုပ်လာဖွယ်ရှိပါတယ်။စီပွားရေးနဲ့လူမှုရေးတက်ရောက်မှုစစ်စစ်ချက်များစစ်ပွဲရဲ့ချက်ချင်းနဲ့ရေရှည်တက်ရောက်မှုတွေဟာဒေသတွင်ကို ြီးမားစွာထိခိုက်စေနိုင်ပါတယ်။နံပါတ်၁အနေနဲ့ကတော့နေဆက်ကုံတွေပါ။နေဆက်တွေချစ်ချင်းပိတ်ဆို့ပြီးနှစ်နိုင်ငံကုံတွေမှု လုံးဝရပ်ဆိုင်သွားပါမယ်။ကမ္ဘောဒီးယားရဲ့စားသုံးကုံနဲ့စက်မှုကုံပစ္စည်းတွေဟာခိုင်းကို အားကိုးနေရတာကြောင့်ကမ္ဘောဒီးယားမှာကုံစည်းနှုံးတွေမြင့်တက်လာနိုင်ပါတယ်။နံပါတ်၂အနေနဲ့ကတော့ရင်းနှီးမြှုပ်နှံမှုပါ။ခိုင်းလုပ်ငန်းရှင်တွေဟာကမ္ဘောဒီးယားမှာရှိတဲ့စီမံကိန်းတွေကိုချက်ချင်းရပ်ဆိုင်ပြီး ရင်းနှီးမြှုပ်နှံမှုလုံခြုံရေးအတွက်စိုးရိမ်မှုတွေဖြစ်လာနေတာကြောင့်ကမ်ဘောဒီးယားဒေသတစ်ခုလုံးမှာရှိတဲ့နိုင်ငံသားရင်းနှီးမြှုပ်နှံမှုတွေကြောချလာနိုင်ပါတယ်။နံပါတ်3ခီးတွားလုပ်ငန်းကမ်ဘောဒီးယားရဲ့အဓိကဝင်ငွေအရင်းမြစ်ဖြစ်တဲ့အန်ကောဝတ်အပါအဝင်ခီးတွားလုပ်ငန်းတွေဟာလုံခြုံရေးအန္တရာယ်ကြောင့်ထိုးကျသွားနိုင်ပါတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းဒါဟာထိုင်းနိုင်ငံရဲ့ခီးတွားလုပ်ငန်းကိုပါသွေဝိုက်တော်နီးနဲ့ထိခိုက်စေပါလိမ့်မယ်။ နံပါတ်၄ရွှေပြောင်းလုံသားများခိုင်းမာအလုပ်လုပ်ကန်နေတဲ့ကမ္ဘောဒီးယားလုံသားတန်းချီဟာလုံခြုံရေးစိုးရိမ်မှုနဲ့နိုင်ငံရေးအရာဖိအားပေးမှုတွေကြောင့်နေရက်ကိုအစိုးလိုက်အပြုံလိုက်ပြန်လာဖို့ကြိုးပမ်းလာနိုင်ပါတယ်။ဒါဟာလူသားချင်းစာနာမှုဆိုင်ရာအကြံတည်းတရက်ကိုဖြစ်ပေါ်စေပါလိမ့်မယ်။မြန်မာပြည်လူရှာမှုကိုညှိနှိုင်းချေ ထိုင်းကမ္ဘောဒီးယားစစ်ပွဲဟာယခုနှစ်အတွင်းဒုတိယအကြိမ်မြောက်ပြိပခဖြစ်ပေမဲ့ခေါင်းဆောင်ပိုင်းတွေရဲ့သဘောထားတင်းမာမှုတွေကြောင့်အနေရအရှိဆုံးအခြေအနေကိုရောက်ရှိနေပြီးဖြစ်ပါတယ်ဒီပြိပခဟာနှနိုင်ငံနေနမိတ်မြင်းကိုကျော်လွန်ပြီးဒေသတွေစီးပွားရေးနဲ့နိုင်ငံရေးတည်ငြိမ်မှုကိုပါကြီးမားစွာခြုံချောင်နေပါတယ်နိုင်ငံတကာအတိုင်းအဝန်းရဲ့လင်မြန်ပြီးထိရောက်တဲ့တရမန်ရေးဖိအားပေးမှုတွေကသာလျှင်စစ်ပွဲမျိုးကိုအချိန်မီငြိမ်းသက်နိုင်မဲ့အခုတည်းသောမျော်လင့် ချက်ဖြစ်ပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့ထိုင်းကမ္ဘောဒီးယားအခြေအနေနဲ့ပတ်သက်ပြီးပိတ်သက်တွေရဲ့အမြင်ကိုလည်း comment မှာမျှဝေပေးခဲ့ကြပါဦးခင်ဗျာ။